ျမငွေများများရှာတတ်ဖို့အတွက်ပထမဦးဆုံးစိတ်ကူးနဲ့အစိုးရလောက်ကထွက်လိုက်တယ်။ဘာဖြစ်လဲဆိုတော့အစိုးရလာစားထွက်တာအခုမဟုတ်ဘူးနော်2019ကလည်းထွက်တာ။အဲ့ဒီတော့ငါလာစားတသိန်းလောက်ရတဲ့တော့တသိန်း၈တောင်လာလေတန်းပြလာစားအဲ့လောက်ရလာလာတာတိတ်မမှတ်မိတော့ထားပါတော့တသိန်း၈တာမထားပါတော့လာတာတိုးသေးရဲ့လာတာနောက်တစ်ခါတိုးတာမမှီတော့ဘူးအဲ့တော့တသိန်း၈တာမထားလိုက်မယ်နော်ကျမ်းပြင်းတော့မိုက်လည်းမနိုင်နဲ့ပြထော်လကနနာမပြောနဲ့အကျမ်းပြင်းပြပြလာ အဲ့တော့အဲ့လောက်လာစားပမာဏအောင်ငါအပြင်မှာလဲရှာနိုင်ပါတယ်ဆိုတော့ကိုကိုကို self confidence နဲ့ထွက်တယ်ပြီးတော့ဒီနေရာမှာနောက်ဒုတိယအချက်ကျေးဇူးတင်ရမှာကျမအမျိုးသားဖြစ်တယ်တကယ်လို့ငါထွက်တယ်ဆိုတော့မှပဲငါသူ့ရဲ့ဝင်ဝင်နဲ့ငါပုံမြင့်လေကြဆိုငါထပိမငယ်ဖို့ပေါ့နော်ငါရောက်ကြငါ့ကိုရှာကျွေးနိုင်တယ်ဒါပေမဲ့သူ့ကိုလုံးလုံးကြီးလဲမှီကိုခြင်းနဲ့သူလည်းမဟုတ်ဘူးသူရှာတာထိုင်စားနေရမှာမိမလည်းကျမမချစ်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့အသက်38နှစ်ကလေးကကိုပ္ပစံကိုရှာပြီးတော့ကို့မဟုတ်ဘူးကိုစောင်းလာခဲ့တဲ့မိမဆိုတော့ပြောမယ်ဆိုရင်မာနရှိတယ်နော် ဲ့လိုမာနရှိတာဖြစ်တဲ့အတွက်မိဘစီမံလက်ဖြတ်မတောင်းယောက်ျားစီကလက်ဖြတ်မတောင်းကြီးယောက်ျားကတော့အကုန်ပေးတယ်တို့တော့လေကိုကိုကိုငါရှာနိုင်ပါတယ်ဆိုစိတ်နဲ့လည်းထွက်တယ်အရင်ဆုံးကိုကိုကိုဂျေဆုတင်ရမယ်ဒုတိယအနေနဲ့သူ့ကိုလည်းဂျေဆုတင်တယ်သူ့ရဲ့ပတ်မမှုတွေကြောင့်ကျွန်မအများကြီးပြောင်းလဲနိုင်ခဲ့တယ်ဘာလဲဆိုတော့ငွေတစ်ခုတည်းပူစရာမလိုပဲနဲ့တစ်နှစ်တာကာလပတ်ချာလဲကျွန်မအေးအေးစိတ်နေနိုင်တယ်အချိန်တန်ရင်ထမင်းအိုးထဲမှာထမင်းရှိဖို့တဆန်နေကုန်ရောက်လာတယ်အကျဉ်းချင်းပြပြတာပေါ့ရှင်အဲ့လိုနေပဲဘာတွေကျွန်မလုပ်ရမလဲလို့ကျွန်မစီးတိတဲ့ခါကျတော့ကျွန်မအဲ့မှာ Facebook ကိုနည်းနည်းစတုံးတက်လာတယ် ဲ့ဒါကြောင့်ကျမမိဘတွေကိုလည်းခဏခဏပြောတယ်လေ့လာပါစူးစမ်းပါဖတ်ပါမှတ်ပါလေ့လာပါဆိုတာကျမပြောတာမဟုတ်ဘူးရှေ့ကဆရာဆရာတွေပြောတဲ့စကားဖတ်ရင်မှရင်လေ့လာရင်လည်းကိုဘာဖြစ်ချင်လဲကိုဘာလုပ်ချင်လဲလမ်းတွေတပြေးတပြေးတိလာတယ်အဲ့တော့ကျမကျတော့ TikTok ကို Facebook ကိုစအဲ့တော့ TikTok မပေါ်သေးဘူးကျမတို့ Facebook စသုံးကြတာ2020ပတ်ချလဲအချိန်လေးတောက်တော့မှာပေါ့နော် Facebook ကလုံးလုံးကိုတော့တော့လဲ ခက်စားတဲ့အချိန် YouTube လည်းအဲ့တော့မှမတုံ့တက်ဘူးအဲ့ဒီတော့ YouTube တော့မကြည့်ဘူး Facebook မှာကြည့်တဲ့အခါဒီလိုပဲဗီဒီယိုလေးတွေကြည့်နေတယ်စီဝိုင်းလို့ဖို့လမ်းစာလေးတွေကိုအဲ့အောင်အင်ရှာကြည့်တယ်အဲ့တော့ကျွန်မဆရာမာတင်ရဲ့ဒီဆရာရေကိုကျွန်မတွေ့တယ်တွေ့တဲ့အခါကျအခုဒီမှာဆရာပြောတဲ့ဟာလေးကျွန်မကျွန်မတိလာတဲ့ဖတ်တဲ့စာအုပ်လေးတွေနဲ့ဆရာရေဝေမျှချက်လေးတွေကိုတည်ရင်တည်ရင်နဲ့ကိုဘာဝါသနာပါလဲရင်လို့ပါဆရာမာတင်ပြောတာစီပွားရေးလုပ်မယ်ဆိုလို့ရှိရင်အလုတ်ထွက်ဖြစ်တဲ့အကြောင်းရင် Happy Friday ကိုမျှော်နေပြီလားတင်အဲ့ဒီရုံကမပြောဘူးဆရာလင်းတိုင်ညွန်ရဲ့စကား အဲ့ဒါကြောင့်လည်းကျွန်မလှုပ်ထွက်တတ်ပါတယ်အဲ့တော့ကျမရဲ့ CR တွေဘယ်ကလေ့လာလဲ internet ကနေလေ့လာတာဘသူတင်ပေးတာလဲ self study လေ့လာတာ CR တွေတင်ပေးတယ်သူတို့စီကိုတွက်တက်တာလားမဟုတ်ဘူးအိမ်ကဖုန်းကြည့်ပြီးတော့လေ့လာတာ โอเคเนาะအဲ့တော့ self study ဘယ်လောက်အရေးကြီးလဲဆိုတာလိုချင်စိတ်ဘယ်လောက်အရေးကြီးလဲမိမိကိုယ်ကိုဘယ်လောက်အရေးကြီးလဲဆိုတာအဲ့မှာပေါ်လင်းနေပြီအဲ့တော့အဲ့လိုနဲ့ပဲငါဘာ skill တွေပြရမလဲဒီမှာပြောရဲဆရာခင်ဗျားတဲ့မိကွန်းလေးမေးချင်လို့ပါတဲ့တခြားနိုင်ငံမသွားပဲချမ်းသာအောင်လုပ်ဖို့ဘာ skill တွေတေချာပေါက်လေ့လာရမလဲတဲ့เนาะကြောင်းမတက်တဲ့လူငယ်တွေအနေနဲ့ဘာလုပ်တင်လဲအလုပ်လုပ်နေရရင်ပတ်စံလည်းရတာပေါ့တဲ့အဲ့တော့သူမေးတဲ့မိကွန်းတွေလောက်ပဲကျမတို့မိကွန်းကျလည်းအဲ့လိုမဟုတ်တော့ကိုမလုပ်ဖဲနဲ့ပတ်စံဘယ်လိုရမလဲเนาะဆိုလိုချင်တာ passive income ဘယ်လိုရအောင်ရှာမလဲ ကျမသွားကြတဲ့လမ်းကအဲ့ဒါပဲကိုဘတ်စကေးတွေရှိရမလဲဆိုတော့ခက်ကကြော်လွန်သွားပြီကျမရဲ့ level တွေကကြာတော့ကိုကိုကိုမြောက်ပြောတာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့2020ကတည်းက Facebook ဘလို့ Facebook မှာဘလို့ဈေးရောင်းလို့ရမလဲစာအုပ်တွေဝယ်ဖက်တယ်เนาะတင်တန်းအဲ့တုန်းကမတက်ခဲ့ဘူးလားတက်ခဲ့တယ် ဲ့ဒါဒီအစည်းအဝေးသင်တန်းတွေမဟုတ်ဘူး Facebook ကိုကျွန်းကျွန်းညင်ညင်တုံးတက်ဖို့အတွက်တက်တဲ့ပညာတွေမနှမျောအခုကျမစီကိုဟာတချက်လိုဖုန်းနဲ့သင်တန်းချင်တယ်တချက်လိုအာစာသင်ထက်ကောင်းချင်တယ်နော်ပြပြပါမယ်ကျမကဒီ Jolly Phone ကိုမတင်တဲ့ခင်ကတည်းကကျမရဲ့သင်ကြားရေးနယ်ပယ်ရဝင်းတစ်ခုမှစုံစမ်းလိုက်ပါဒေါ်စင်လင်းဖွေးဆိုတဲ့ကျမဒီကျမမျိုးကြောက်ပြင်းလိုမျိုးတက်သေးလေးမှာတော့ဆွေရဝန်နန်းတလားစာအဲတုန်းကအထက်တန်းပြလားစာ၉000ရနေအချိန်တုန်းကတော့ကျမကတသိန်းကျော်ရအောင်ရှာနိုင်တဲ့သူဒါဆရာဆရာတွေချီရတိုင်းနိုင်မှာမဟုတ်ဘူးနော် ဘာလို့လဲကျွန်တော်မှာကိုယ့်ရဲ့ level တစ်ခုရှိတယ်ကိုယ့်ရဲ့ talent တစ်ခုရှိတာဖြစ်တဲ့အတွက်မိဘတွေကတန်းတဘောကြဒီဆီယမအောင်ကငါတတ်စာတင်ငါတတ်စာရမှာပဲဆိုတဲ့စိတ်နဲ့တီးတန့်ခိုက်တယ်ခေါ်တယ်အဲ့တော့ကိုယ်လည်းကလေးပေါက်စာကို18 18ကြော်ကြော်19အရွယ်လေးဆိုတော့သူများအိမ်စာလိုက်တင်ရပြောနေရလေအိမ်မှာလည်းအိမ်မှာနေရပြင်းနေလေနော်အဲကိုအားလက်ချိန်မှာအဲကလေးတွေကိုစာလိုက်တင်တယ်အဲ့တော့ကိုညမကခေါ်ပြီးညီမနှစ်ယောက်လက်ဆွဲပြီးအဲ့အိမ်ကိုစာသွန်းတင်ပေးတယ်ပြီးတော့စပိန်လေးနဲ့ပြန်လာစပိန်နဲ့တော့မဝယ်ထိုင်တာစပိန်လည်းမရှိဘူးလမ်းလျှောက်ပြီးသွားတာဆိုင်ကယ်ဆိုတော့ဝေးကြီးဘဝမှာစပိန်တစည်းဝယ်ဖို့တော့မနေ့ကြိုးစားခဲ့တဲ့ဘဝလာခဲ့တာပါ နော်အဲ့တော့ဘာကြောင့်လဲဆိုတော့ skills တွေဖြည့်လာလေလေဝင်ငွေတွေကရလာလေလေပဲအဲ့တော့ကျမရဲ့သွားနေတဲ့ဝင်ငွေလမ်းကြောင်းကကိုကိုလုံမကိုရမယ်ဆိုဝင်ငွေလမ်းကြောင်းကိုကိုအိတ်နေရင်ငွေရမယ်ဆိုတဲ့ဟာဒီစီကဖြိုးပိုင်ဒေါက်တာဖြိုးပိုင်ရဲ့ page ကိုသွားကြည့်မိတ်ဆွေအဲ့နေရောငွေနဲ့လုပ်ငန်းတခုရအောင်လက်ပတ်နိုင်ပြီလားအဲ့ဒါမှမိတ်ဆွေက business man နဲ့ကျမမှာပါစီးပွားရေးမှာလောလောဆယ်လက်စွပ်လိုက်ခဲ့ပြတာအကြီးမရှိဘူးဖိုင် PC ကိုဖွင့်ထားတော့ရှိရပါတော့အဲ့ဒါတော့မပြောတော့ okay ဒါဆိုရင် အဲ့ဒီငွေပလင်းရဘာစကိလ်ဖြစ်ရမလဲဆိုတော့ခေါင်းစဉ်ကိုပဲပြန်ပြီးတွားပြရမယ်။အဲ့တော့ကိုကဟာ तू ဖုန်းနဲ့တင်တယ်လို့ဖုန်းနဲ့တင်တယ်လို့ပတ်စံရနေရပေါ့ကောင်။မှားသွားမယ်။ကျမကတင်နည်းတစ်ခုကိုနော်တင်ချနည်းတင်တဲ့ကိုကျွန်တော်တို့ကြောင်းတော်ကတင်ပေးလိုက်တယ်။ပါလာခြင်းနဲ့သူလည်းပါလာတယ်၊ပညာရေးကိုလည်းမပါလာခြင်းသူလည်းမပါဘူး။ဒါပေမဲ့ပညာဘက်တက်ကတော့ပဲဆင်းလာဆင်းလာကျမတို့မှာဘွဲတလုံးကိုစီရလာပြီမယ်။အဲ့ဒီဘွဲကိုစီမှာတကယ်လုပ်ငန်းဝင်တဲ့အခါမှာအထိုက်လျောက်အကျိုးရှိမယ်။ကျွန်တော်ကဘသူစီကနေပတက်လာတယ်ဆိုတော့မိမိကိုကိုမိမိစူးစမ်းလေ့လာခြင်းကနေလေ့လာသင်ယူခြင်းကနေပဲရလာတဲ့ပညာတွေပဲဖြစ်ကြတယ် နော်ကျွန်တော်ပြောဟုတ်လားမသိဘူးဟုတ်တယ်ဆိုရင်ဟုတ်တယ်လို့ပြောနော်ဆရာဝင်လဲစစ်တဲ့ကတော့ဆင်းသင်းချင်းဆရာဝင်စိတ်ကူးမကြွမ်းဘူးသူ့ကိုဘာတင်သွားလဲအတွေ့အကြုံသူ့ရဲ့ service ကလည်းတင်သွားရင်ね professor ကြီးတွေဖြစ်လာတယ်နော်အထူးကူဆရာဝန်ကြီးဖြစ်လာတယ်စာမင်းမြတ်ဖတ်ရသေးတယ်ထပ်ပြီးလေ့လာရတယ်လူနာတွေဆက်သူပြန်သိရင်ဒီလူနာကဒီလိုပြောတယ်ဒီလူနာရဲ့ယောဂါကဒီလိုဟာငါဒီလိုကုပစ်လိုက်တာတက်သွားတယ် အဲဆီယမလည်းအဲ့လိုပဲကလေးဒီစီကကျမတို့ပြန်တင်ရတာဒီကလေးကဒီလိုဆိုရင်သူတက်တယ်ဒီကလေးကြောင့်ငါဒီလိုတင်ရတယ်တင်နီးတွေပဲကရတာလေတင်နီးတွေရချင်ရင်ចောင်းသားကိုချစ်ပါចောင်းသားစီကတင်ပါနော်လှုပ်ပဲချက်ပြောလိုက်ပြီဆီယမစာတင်နီးတည်ခြင်းနဲ့တင်ချနီးတင်နဲ့တက်ခြင်းနဲ့တင်ချနီးတင်နဲ့ဆိုရော certificate of birth လက်ပေးလိုက်မယ်ခေါင်းထဲမှာပါမလာရင်စာရွက်တွေပဲရပါမယ်နော်တကယ်တကယ်လက်တွေ့ပေါ်မှာအသုံးချတတ်ဘူးကလေးတွေကိုချစ်တင်ချနီးကလေးတွေ အဲ့တော့တချို့ကပြောတယ်ကျမဒီလိုဗီဒီယိုတင်နေတာအဲတစ်ခါတစ်ခါ comment လာမယ်နဲ့လေတင်းနေနေရောင်းစားခြင်းလို့ကျမလာတင်းနေရောင်းစားဖို့မလို့နော်လာပါလာပါတချို့ချောအော်ခေါ်နေစီမှာဖြစ်လို့တိလား brand ဖြစ်သွားပြီဖြစ်တဲ့အတွက်တင်းနေရောင်းစားဖို့ကမလို့သူ့အတူ message message မှာလာတယ်ကျမသွားနေတဲ့လမ်းကြောင်းကတင်းနေရောင်းစားဖို့ရွယ်ချက်မဟုတ်ဘူးကျမနောက်တစ်ခုက okay ဟုတ်ပြီဒါဆိုလို့ရှိရင်အခုနကပြောတဲ့ passive income ဘက်ကိုသွား passive income ရဖို့ကျွန်တော်တို့မလုပ်ရမှာလဲဆရာဆရာပြောတဲ့အတိုင်းပဲပြန်ပြောမယ်ဆိုရင်မိမိကလိုအပ်တဲ့ skills တွေဖြစ်ရမယ်မိမိတက်တဲ့ပညာရည်တွေကိုလေ့လာ ာရမယ်ဒီမှာပြောထားတယ်เนาะကျွမ်းကျင်မှုကအရင်အရေးကြီးတယ်ကိုဘာကျွမ်းကျင်တယ်လဲစာတင်တတ်တာမဟုတ်ဘူးเนาะဘာကျွမ်းကျင်တယ်လဲကိုရဲ့ကျွမ်းကျင်မှုကိုရှာကိုကျွမ်းကျင်မှုကိုကျွမ်းတဲ့ကျွမ်းအောင်လုပ်အဲ့ဒါဆိုရပြီကျွမ်းကျင်မှုရဖို့အတွက်လိုအပ်တဲ့ ဖြစ်ရမယ်လက်နဲ့ကြိယာတွေတဲ့ရမယ်တင်းနေနေရှိရင်မနှမျောနဲ့လူတွေကဘာဖြစ်လို့မကြွန့်ကျင်မအောင်ဖြစ်ကြရလဲဆိုတော်တော်များများလူတွေကကိုကိုကိုပိတ်ထားကြတာဘာဖြစ်လို့လက်တွေ့ဓာတ်တွေပြောရလဲဆိုတော့ကျမဈေးရောက်ခဲ့စဉ်ကာလာတုန်းကဒီတင်းနေတဲ့ဈေးရောက်နေ့တင်းနေနေရှိတယ်တဲ့ Facebook မှာဘူးစင်ထူတာကိုကနေပြီးတော့ဝဲသူကိုလိုက်ရှာစရာမလိုဘဲနဲ့ဝဲသူစီကိုပြပြရတယ်အဲမိုက်ထားရဒီနေ့ကငါတို့တင်းတက်လိုက်အောင်မယ်တင်းနေကြီးဘယ်လောက်လဲ2သိန်းလား3သိန်းလားအဲတုန်းကနော်ဈေးကြည့်တဲ့စာအုပ်တော့ကို3000အဲတုန်းက2800 3000 delivery ကနေ3000ထားပါအဲ့တော့စာအုပ်ဖို့3000 အဲ့စာအုပ်3000ဆိုလွန်ခဲ့တော့9နှစ်က3000တော့အခုနဲ့ဆိုစာအုပ်ကတသိန်းလောက်ရှိသွားတယ်တကယ်တသိန်းကျော်တဲ့စာအုပ်တို့ကိုစာပါတယ်ကောင်းမှောက်ကောင်းအဲ့တော့ပတ်စံတသိန်းဘသူဘသူဘသူပေးခြင်းလဲသူမြိုက်နှမျိုးဘူးကျမဆိုမိမမနှမျိုးငါတက်ပညာရမယ်နော်ငါတက်ပညာဆိုတော့ငွေထက်တန်ဖို့ကြည့်တယ်ငါဝယ်မယ်ဗီဒီယို Facebook မှာ boosting ထုတ်ပြီးတော့ဈေးရောင်းရတဲ့တင်တန်းနဲ့ဟဲ့ငါတက်မယ်3သိန်းလောက်ဂလောက်နဲ့ခေပြေးထွက်လိုက်တယ်ပျော်ပျော်ရွှင်ထွက်လိုက်တယ်တင်တန်းတက်တယ်မရဘူးလားသုံးသိန်းထက်မကတော့ပညာနဲ့ပြန်ရတယ်ဈေးရောင်းကောင်းလာတယ်ဟာမရောက်ဈေးရောင်းအားတယ်ရောင်းအားသူကဗာလဲရောင်းအား2စအဲရောင်းအား3စဒီတလမှာ100ဆိုရင်နောက်နောက်ထပ်300ရောင်းအားဖြစ်ကို ရရှိနိုင်မဲ့ scale ကိုသင်ပေးတာဆိုတော့ဈေးအောင်ကောင်းခြင်းနဲ့လေနော်အဲ့တော့သင်တတ်တတ်ပြီလေအဲအဲ့လိုပဲအဲ့တော့ကျမတို့ကကိုလိုအပ်တဲ့ပညာကိုသင်ယူလေ့လာဖို့ကိုကျမတို့နှမျောလို့မရတချို့ကဆိုရင် negative comment နဲ့ကြီးတယ်အဲသူကဒီသင်တဲ့ပြီးကျတော့ပစံခါလကားပေးရပြောပြီးသင်တဲ့ရောက်လာပေါ့အဲ့လိုပြောတယ်ဗီဒီယိုတွေကိုကျမတို့ကပညာဘဟုတရရတဲ့ဗီဒီယိုတွေဆိုရင်ဒီထဲမှာကြည်ကောင်းကြည့်တဲ့သူလည်းပါနိုင်တယ်ကြည့်တဲ့သူလည်းပြောလို့မိတ်ဆွေတို့အနေနဲ့ဒီထဲမှာကိုယ့်ရဲ့နော်တငယ်ချင်းတွေအနေနဲ့အမတွေညီမလေးတွေအနေနဲ့ တကယ်ကို YouTube မှာဒီဆရာပြောထားတဲ့ဒီ talking ဘယ်လိုလုပ်ရမလဲ။ Now passive income ရအောင်ဘယ်လိုရှာမလဲ။ညောင်ကျွန်မပြမယ်။ဩဒီမှာငွေကြေးလက်မှုစီတို့38မိနစ်နဲ့အရောက်သွားကြမယ်ဆိုတဲ့ဗီဒီယိုကျွန်မကြည့်တာဒီမှာနော်။အာ AI ခမဲ့တင်တဲ့ကျွန်မဗီဒီယိုတွေအများနဲ့လေ့လာတာ။တနေ့ကိုဆရာဗီဒီယိုမကြည့်ဘူးဆိုကျွန်မမရှိဘူး။ကိုတက်ပညာမလေ့လာတဲ့နေ့မရှိဘူး။အများနဲ့လေ့လာတယ်။38မိနစ်ဗီဒီယိုစကားမဟုတ်ဘူးနော်။ဘယ်သူကြည့်ခြင်းမလဲ။ဒါပေမဲ့ကျွန်မကြည့်တယ်။ကျွန်မနားထောင်တယ်။သမင်းချိန်နားထောင်တယ်။အားတဲ့ချိန်မှာကျွန်မနားထောင်တယ်။ ရတဲ့အချိန်မှာကျွန်မယူတယ်အဲဘာဖြစ်လဲအဲ့ဒီလိုပညာတွေယူခဲ့လို့ယူခဲ့လို့ယူခဲ့လို့ skill တွေရလာတာဖြစ်တဲ့အတွက်ငါဘာလုပ်ရမလဲဆိုလမ်းကြောင်းကိုတည်သွားတယ်နော်အဲ့တော့အဲ့ဒါ SCRC ကတင်တန်းပတ်စံနဲ့ပြီးတဲ့ဒီချက်မကရအောင်ပါဒါပေမဲ့ကိုတင်တန်းပြီးပြီးတော့လောလောဆယ်ကိုကိုကိုကငါတင်တန်းငါမလိုအပ်သေးဘူးငါလှုပ်ကြည့်မယ်လို့ကျွန်မလှုပ်ကြည့်တာတကယ်ရလက်ချွတ်တယ် ချက်တွေ့ရအောင်ကျွန်မဘာဖြစ်လို့လဲဟိုတနေ့ကြည့်တဲ့ကျ personal branding ဘယ်လိုတည်ဆောက်မလဲလူတွေကကုန်ပစ္စည်းရောင်းချင်တယ်ဆိုရင်တဲ့ဆီကပြောတဲ့စကားလည်းပါတယ်เนาะဆီကဆီကတက်လာတာဖြစ်တယ်လူတွေကကုန်ပစ္စည်းရောင်းချင်တယ်ဆိုရင်ရောင်းနေ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 ဝယ်အဲ့လိုပဲရောင်းကြတာ no 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 အဲ့လိုရောင်းလို့မရဘူးတဲ့မရောင်းပါနဲ့ဝယ်စီပါတဲ့အဲ့ဒီစကားကိုကျွန်မကြားဖို့တဲ့၄နှစ်ရှိသွားပြီလုံးဝနားမလဲဘူး ဒီလောက်ကြည့်ရနော်နားမလဲဘူးလေးနေရှိတယ်ဘာဖြစ်လဲကျမတို့ရဲ့စဉ်လာတဲ့ကျမတို့ရဲ့ကြီးလာတဲ့ mindset ကဟိုစီးပွားရေးလုပ်ငန်းစဉ်တက်လာတာမဟုတ်ဘူးစီးပွားရေးဆိုတာဗမန်တော့မသိဘူးစီးပွားရေးစလုံးပုံမဲ့ပေါင်တတ်တယ်ခြံနာမတီးတဲ့ပတ်ဝန်းကျင်ကစဉ်လာတာဖြစ်တဲ့အတွက်ဒီလိုဘဝတစ်ခုမှာပညာလေးတစ်ခုတက်ဖို့တော့မနေစူးစမ်းခဲ့ရတဲ့ mindset တွေးခေါ်ရတယ်စဉ်လာတဲ့လူတွေဖြစ်တဲ့အတွက်မရောက်မှနဲ့ဝယ်တယ်ဗာပြောတော့ဟာအယူလိုပဲစူးစမ်းတာနော် နောက်ဆုံးတကယ်ရောင်းစရာမလိုဝယ်မရောင်းမဲနဲ့ဝယ်တယ်ဒီစာအုပ်ကလေးအခုကျမအစာမရောင်းလို့နေတာဒါပေမဲ့ပြန်စစ်စားတယ်ဩငါပတ်ဆိုင်ရတာပဲဘလာဘာပေမန်းနံပါတ်လို့လေဒီ message လေးကိုကလောက်နဲ့ပို့ပြီးတော့စောက်ထဲမှတ်ထားပြီးတော့ delivery ခေါ်ပြီးတော့ parcel ထုတ်ပြီးတော့ဒီကောက်နဲ့ပို့လိုက်တာဘာခက်တယ်မဲ့လို့လေအခုကျမဒီစာအုပ်ကိုလည်းရောင်းနေအဲ့တော့အထိုက်လောက်ပတ်ဆိုင်မရဘူးလေရတယ်ရောင်းအားများလာလေကျမတို့ပတ်ဆိုင်တစ်လောက်သိန်းဘလောက်လဲ၁၀သိန်းလား၅သိန်းလားโอเคပဲအဲ့ဒါဘာဖြစ်လို့လဲအော်ဒီဆီယာသူဒီဆီယာမဒီစာအုပ်ရဲ့အကောင်းချောင်းကိုသူတိတယ်သူညွှန်းပေးတဲ့စာအုပ်ငါဝယ်မယ်โอเคเนาะအဲ့ဒါမယောင်းပါနဲ့ဝယ်စီပါနီးလည်းမယ် အဲ့တော့ကျမတို့က passive income ကို MRN ဆောက်ရောင်းလို့ရနေရပဲ okay ဒါဆောက်ရောင်းတဲ့ကဏ္ဍတသက်ကျမရဲ့ဉာဏ်ထဲမှာရှိတဲ့အုံတော်ထဲမှာရှိတဲ့ပညာတွေကိုကလေးတွေကိုဘလို့သင်ရတယ်ကိုတည်တဲ့နီလန်ကိုတင်ထားတဲ့ကလေးတွေမြောင်များတာစီအတွေ့အကြုံတွေရတာတဲ့တင်နီလန်တွေကိုကျမကဗီဒီယိုတွေဒီလိုအပေါက်ခံဗီဒီယိုရိုက်ပြီးစုစည်းပြီးတော့ကျမကအိတ်နေတဲ့ချိန်မှာလည်းတင်တဲ့လည်းသူရှင်ဂလောက်နဲ့ကျမ KB ထဲဝင်လာတဲ့ပတ်စံကကျမသူတို့စီဓမြတ်တိုက်ထားတယ်အဲ့ဒါကျမရိုးသားစံရထားတဲ့ပတ်စံကကျမတင်တဲ့ရောင်းစားတယ်လို့ပြောရင်ကိုကျမကို အဲ့ဒီလူတွေပြောတဲ့ဒီကျွန်မစိတ်မဆိုးတော့ဘူးအဲ့ဒီလူကိုအကုန်လုံးဘလော့လိုက်မယ်အဲ့ဒါဘာဖြစ်လို့ဒီလားသူတို့က passive income ဘလို့ရှားမလဲဆိုတော့မသိတယ်တဲ့တယ်ပြောမှဆိုရင်အပိန်းနေပဲလို့ပြောလိုက်တယ်နော်အဲ့တော့ကိုယ့်ရဲ့ဘဝမှာစိတ်ကူးရဲ့အိမ်မက်ကအဲ့တခုပဲငါ passive income ရအောင်ရှားမယ်အိမ်ချမ်းကြီးတွေကိုငှားပြီးတော့ passive income လည်းရအောင်ရှားမယ်ငါရဲ့ပညာနဲ့လည်း passive income ရအောင်ရှားမယ် အဲ့လိုလမ်းကြောင်းနဲ့သွားတာဖြစ်တဲ့အတွက်တကယ်ကိုအခုအဲ့ဒီလက်တွေ့လမ်းကြောင်းကိုရောက်ခဲ့တယ်။ဂျားထဲမှာဘလောက်ကြာခဲ့တယ်လဲဆိုတော့2020ကနေစပြီးတော့ဒီလမ်းကြောင်းကိုဖောက်လာခဲ့တာ2024မှာခဏကြာရှုံသွားတယ်ကျွန်မ page တွေကိုခဏရရတယ်။ဒါပေမဲ့ပြန်ထားတယ်လဲကြရင်ပြန်ထားမယ်။ကျွန်မ Twitter မှာတင်ထားတဲ့လဲကြရင်ရင်မနေပါနဲ့ဆိုတော့အမတယောက်ပဲပြောတဲ့စကားလေးရမ်းသဘောကျလို့ လဲနေပြန်ထတာဘဝပဲအဲ့လိုနဲ့ပြန်ထရင်လည်းဘယ်တော့မှမကြောက်ဘူးအဓိကကျမတို့ passive income ရအောင်မသွားသွားစီးပွားရေးတစ်ခုလုပ်တဲ့ချင်းနဲ့မသွားသွားဘာရောက်တဲ့ချင်းနဲ့မသွားသွားဘာပညာတက်ချင်းနဲ့မသွားသွားကျမတို့ကလေ့လာအထောက်ရမယ်စူးစမ်းချင်းနဲ့စိတ်ရှိရမယ်ပြင်းပြတဲ့ desire လို့ခေါ်တဲ့ပြင်းပြတဲ့စိတ်ဆန္ဒရှိရမယ်အဲ့ဒီရည်မှန်းချက်ပန်းနိုင်ကို goal ဆိုတဲ့ goal setting ကိုရအောင်ချရမယ်ဖြစ်အောင်သွားရမယ်ဒီနေ့ကစပြီးလုပ်ပါ ကိုကိုကိုဒီနေ့ငါဘာလုပ်ချင်တယ်လို့စောက်ထဲမှာခြာရေးပါငါဒီနှစ်က2025ခုနှစ်စပြီးငါနှစ်နှစ်အတွင်းငါဘာလုပ်ချင်တယ်ငါဘာအယောင်းဝင်တယ်ငါဘာငါအောင်မြင်ချင်တယ်ဒါမှမဟုတ်ငါဆီယမတယောက်အနေနဲ့အောင်မြင်ချင်တယ်အောင်မြင်လို့ရတယ်နော်ကျူရှင်တင်ပြီးတော့မယ်ဆီယမဘဝတောက်ပလို့ရတာမဟုတ်ဘူး နော်ကိုကိုကိုရဲ့အရေးချင်းတွေမြင့်တင်ပြီးဆီယမတွေအင်တာနက်ပေါ်မှာပတ်စံကောင်းကောင်းရှာလို့ရတယ်။ကျောင်းဆီယမပဲလား။ No 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 အများကြီးပဲ။လူတိုင်းလူတိုင်းနေပယ်အတိတ်တရလူတိုင်းအင်တာနက်ပေါ်မှာပတ်စံကောင်းကောင်းရှာလို့ရတယ်။အဲ့ဒီလိုနေတိုင်းလုပ်ရင်းနဲ့ရှာလို့ရတဲ့အပြင် passive income ဆိုတဲ့ high level ငွေကိုလည်းရှာလို့ရတယ်။ဒီနေ့ကျွန်မဒီနေ့ဒီချိန်မှာ passive income ကိုကျွန်မရှာနိုင်နေပြီဖြစ်ပါတယ်။အိမ်ငှားဆောက်ရတဲ့ပတ်စံကတော့အများကြီးမရှိသေးပေမဲ့လည်းအဲ့ဒီ income ကလည်းကျွန်မတို့အနေနဲ့ရနိုင်ပြီဖြစ်တယ်။နော်အသက်35နှစ်အရွယ်မှာကျွန်မ40ဆိုရင်ဘာမှမလုပ်ဖဲနဲ့ ကိုကို၌ကဗီဒီယိုလေးတွေကိုဒီလိုပဲခဏတစ်ပြုတ်စကားပြောလိုက်ဗီဒီယို edit မဲ့လူကိုတက်တက်ငှားလိုက်အဲကျွန်မကပြုတ်ပြမယ်အိမ်မှာကျွန်မရဲ့ company ကျွန်မရဲ့အိမ်ကိုလာရမယ်ဗီဒီယို edit ကိုလုပ်ပေးရောငါရှိမှလုပ်ပြီးတော့ပြန်သွားစတီအဖြစ်အဲ့လိုမျိုးစိတ်ချတဲ့လူခေါ်ဖို့တိကိုကျွန်မကစဉ်းစားနေရတယ်ဒါလို့လည်းရေရှိမှမျက်လုံးအတွက်ဖြစ်ပါတယ် ။ဟောအဲ့လိုမျိုး passive income ရဖို့ဒီကိုစဉ်းစားနေရဖြစ်တဲ့အတွက်တကယ်လို့ရင်တကယ်ဖြစ်တယ်နော်။ဒီနေ့အခုဒီ video ကိုကြည့်မိတယ်ဆိုလို့ရှိရင်ငါဖတ်ဖြစ်ချင်တာလေ။ငါရဲ့ goal စတဲ့ငါအနာဂတ်မှာငါပညာဝင်ငါဘယ်လိုငါဘာနဲ့စီးပွားရေးတစ်ခုတွေနဲ့ငါအတမွန်ကြောင့်ပြုမလဲ။ငါငွေကြီးဘယ်လောက်ရကျင်တယ်လဲ။ငွေကြီးမှာငွေကြီးလုံးမြတ်မှုစီတဲ့38မိနစ်ရအောင်တွားမယ်ဆိုတဲ့ CIA ရဲ့ ဆုံးမစကားတွေကိုကြားနာတဲ့ကြားနာထားရတဲ့နားကြားထားရတဲ့ဘုဟုတ္တရတွေနဲ့ကိုကျမရဲ့ဘဝတက်ကတော့သင်ပြလိုက်တဲ့အတွေ့အကြုံတွေနဲ့ကိုပေါက်ဆက်ပြီးတော့ဗီဒီယိုလေးတစ်ပုဒ်ကိုညှက်ဝေပြလိုက်ခြင်းဖြစ်ပါတယ်เนาะအကျိုးတစုံတွေရှိမယ်လို့လည်းယုံကြည်ပါတယ်ကြည့်ပေးတဲ့သူတွေလည်းကျေးဇူးအများကြီးတင်ပါတယ်အဆုံးနဲ့ကြည့်ပေးလာတဲ့မိတ်ဆွေဆိုလို့ရှင်တေးကြပေါ့အကျိုးတစ်ခုရမယ်လုံးဝအောင်မြင်မယ်အောင်မြင်မှုလမ်းဆောင်ချီတို့ရောက်နိုင်မယ်လို့ကျမပြောရပါတယ်ကျေးဇူးပါ